အလုံးမမင်္ဂလာပါအညမြေ education မှာယနေ့တင်ချမဲ့တင်ချိုင်းလန်စင်ကတော့ G5 တင်ယူအခန်း14ရဲ့ lesson 50ပဲဖြစ်ပါတယ်ဆရာတို့ပုံစံနံပါတ်12ကိုဆက်လက်လေ့လာလိုက်ရအောင်ပါပုံစံနံပါတ်12မှာဆိုရင်ဖဲဂျိုတစ်ချောင်းသည်12.9မီတာရှည်သည်ဖဲဂျို၃ချောင်းဆက်လိုက်သောအခါမီတာမီမျှရှည်မီနီနမကာကြီးအပိုင်းဂိမ်းဖြင့်ပေါ်ပြပါလို့ပြောထားပါတယ်လိုချင်တာသည်ဖဲဂျို၃ချောင်းဤအရှိပါစုစုပေါင်းကိုလိုချင်ရင် ပြန်မြောက်ကိုအရေးအတွက်နဲ့မြောက်ပေးရမှာပဲဖြစ်ပါတယ် ပြန်မြအရှိသည်1 2 by 9မှာအရေးအတွက်ဒီထွီးပါထို့ကြောင့်1 2 by 9ကိုထွီးနေမြောက်ပါတယ် miss number ကင်းရောကိုအပိုင်းကင်းပြောင်းပါမယ်11 by 9 into three ပဲဖြစ်ပါတယ်အပိုင်းငယ်တစ်ခုကိုအပြည့်ငယ်တစ်ခုပြမြောက်ရင်ဘိုင်းဝေကိုပဲမြောက်ပါတယ်ထို့ကြောင့်11 into 3 by 9ပဲဖြစ်ပါတယ်ရရှိလာသောတန်မိုးသည်33 by 9မှာခြေလို့ရပါတယ်31 33မှာ33 9ပဲဖြစ်ပါတယ်ဖဲချိုး3ကြောင်းဤအရှိကိုပြောပါဆိုရင် 11.3မီတာပဲဖြစ်ပါတယ်။နမတ်ခါခွေးမှာဆိုရင်တသမဂိမ်းပြဖော်ပြပါအပြက်မစားနိုင်ပါကယာလီစိတ်အထိနီးရယူပြီးဖော်ပြပါလို့ပြောထားပါတယ်။လိုချင်တာဒီဆရာတို့ယာလီစိတ်ဒီပါယာလီစိတ်ထိနီးရယူခြင်းရင်ဆရာတို့ထောင်လီစိတ်ဒီစားပြရမှာပဲဖြစ်ပါတယ်။ထို့ကြောင့်11ကို TV3 နဲ့စားပါတယ်။စားလို့မပြတ်ပါဘူး။ရရှိလာသောတန်ဖိုးဒီ3.666 6တီထက်နေပါတယ်။ဆရာတို့လိုချင်တာဒီဆယ်လီစိတ်ယာလီစိတ်ပါ။နောက်ဂိမ်းကိုကြည့်ပါတယ်။9နဲ့9ထက်ကျော်တိအတွက်ရှေ့ကို တည်တိုးယူပါတယ်ထို့ကြောင့်ရရှိလာသောဖြည်သည်3.6မီတာပဲဖြစ်ပါတယ်ယနေ့တင်ကြပေးခဲ့တဲ့တင်ကြိုင်းလက်စင်ကိုနားလည်လိုက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်လန်းချမ်းမြေကြပါစေဗျာ